လပခတရင်လေးကတင်ဆက်ထားတဲ့စင်ကူးမြို့နယ်တဲကလေယာမြေပြန်လဲရရှိဖို့တင်စီကန်တောင်သူတွေကမြေသိမ်းတိုက်ပွဲပြုလုပ်ခဲ့ပါတယ်ကိုအောင်အောင်နိုင်သတင်းပေးပို့ထားပါတယ်ရှင်ဘာလို့ပိုင်နေလဲမတ်လနီရဲ့တောင်ဝင်မင်းမစင်ကူးမြို့နယ်ဆရာဝန်ကြီးရကတောင်သူလယ်သမားတွေဟာလပခတရင်လေးကတင်ဆက်ထားတဲ့မြေကနေရာကျော်ကိုပြန်လဲရရှိရန်အတွက်မြေသိမ်းတိုက်ပွဲပြုလုပ်ခဲ့ကြတာပါအဲသူကကျွန်တော်1980ခုနှစ်ကတရင်လေးကနေသိမ်းသွားတာတရင်လေးကသိမ်းသွားပြီးတော့တော့ ထောင်ကိုရနှစ်ထောင်ပြင်းနဲ့မှာနော်ဥဒိမောင်ကိုချစားခဲ့တာအဲဥဒိမောင်ချစားခဲ့တာဟာတင်းတဆင့်ပြန်ပြီးတော့မှကျွန်တော်တို့တောင်လင်သားတွေပြန်ပြီးတော့အနှိပြယူလောက်စားတာကျွန်တော်တို့မိုင်မြေလည်းဖြစ်သေးတယ်သူများလည်းနှိချစားသေးတယ်နိုင်ငံတော်လူကြီးတွေကချစားတဲ့ပြင်ကိုကျွန်တော်တို့ကခုချိန်ထိဒီစင်းရသားဘောကနေပြီးခုချိန်ထိမတည့်ရဘူးဘာလို့မတည့်ရတော့ဒီလိုလူတွေရှိနေလို့ကျွန်တော်တို့မှခုကျွန်တော်တို့ပိုင်းမြေဖြစ်တဲ့ဘောဝဲမြေဖြစ်တဲ့မြေကိုကျွန်တော်ပြန်တိုက်ယူတာပဲ ဧသကံတောင်ကြီးရလက်ရှိသိသိကံလေမြေထဲမှာပြန်လည်ထုံရဆိုင်ပြိုးခြင်းများကိုမက်စလန်နီယန်ဒီကစပြီးဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့အခုလိုပြောပါတယ်တမတော်တွေတိမ့်ပိုက်ထားတဲ့ဘောဘာပိုင်မြေကြီးကိုကျမတို့ယူခြင်းပါတယ်ကျမတို့မှာအခုတော်တော်လေးအတိဒုက္ခရောက်နေပါတယ်အရှိဘတ်မှာလည်းချောင်းကြီးရမိုးချိန်မှာမိုးရာသီချိန်မှာဆိုရင်ချောင်းကြီးရတိုက်ဖြတ်မဲ့ဆိုရင်ကျမတို့ကြေးရွာလေးဟာချောင်းကြီးနဲ့တစ်ဖက်တကမ်းမှာနေရပါတယ်အဲ့ချိန်မှာကျမတို့ရွာသူရွာသားတွေဟာတအားကြီးဒုက္ခပေါင်းများစွာလည်းရောက်ခဲ့ပါတယ် အဲ့ဒါကြောင့်မို့အခုဒီတက်မတော်တွေတိမ့်ပိုက်ထားတဲ့မြေကိုကျမတို့ရွာသူရွာသားတွေနဲ့ကျမအနေနဲ့ကျမမခိဇန်ဝင်အနေနဲ့အကုန်လုံးကျမတို့ညီညွတ်စွာဖြင့်တက်ယူရခြင်းဖြစ်ပါတယ်ရှင်အခုလိုမြေသေးတက်ဝဲပြုလုပ်တဲ့အပေါ်မှာလက်ဘကတိုင်ရင်လေးသက်ခွင့်မှုကြီးဥလာကောင်းကတက်မင်းရတရားစဲတော်မှာဖြစ်တယ်လို့လည်းအခုလိုပြောပါတယ်အော်ကျွန်တော်တို့ကတော့ဒါအပေါ်အမိတ်ညာကျွန်တော်တို့ဝါပြရမှာဆိုတော့တရားဆွဲခိုင်းပါတယ်ဗျတရားဆွဲခိုင်းတဲ့အတွက်ကျွန်တော်တို့တရားဆွဲရမှာပါဗျ နေရာဥပဒေပါညာရှိတဲ့ခါကျတော့ဥပဒေတိုင်းကျွန်တော်တို့ကဟိုဟာလုပ်ပြရမှာပေါ့နော်ကျွန်တော်တို့ကတော့ကောင်းသူလိုတော့မဟုတ်ပါဘူးကျွန်တော်တို့ဌာနဆိုင်ရာဆိုတဲ့အတွက်ကြောင့်မလို့အပေါ်အမေးရလုံးရမယ်နောက်တစ်ခုကကျွန်တော်တို့ကရလို့မဟုတ်ဘူးလေကျွန်တော်တို့စင်းသဘောတရားရရှင်းအောင်လုပ်ရမယ်နောက်တစ်ခုကကျွန်တော်ဒီခါလေးပြောချင်တာကဒီမြေကဟိုဟာပုံစံကွန်ယာပြီးသားမြေဖြစ်ပါလေစင်ကူးမျိုးလေးကလည်းကြည့်ကြရအောင်သူမလင်းမြေက၄000ကျော်ကို1989မှာစပြီးလက်ဘက်ကတရင်လေးကစတင်သိမ်းယူခဲ့တာဖြစ်ပါတယ် 2005ခုနှစ်မှာဂရီဝေါ်ကုမ္ပဏီကိုတည်ဆောက်ချပေးခဲ့ပြီးကုမ္ပဏီကဒေသခံတောင်သူများကိုတည်ဆောက်ငရန်လုပ်ကင်စေခဲ့ပါတယ်။တရားပင်ကြေးရမှသိသိခံတောင်သူတွေဟာကိုင်းအမတ်တရားကိုကလည်းမြေကြီးကနေရာကျော်အတွက်မြေစင်းတိုက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်အောင်နိုင်ပါ။